တကယ်အံ့ဩတယ်ကွာဒီဝါမှနေတယ်ဒီဝါရေကိုတောက်တယ်ပြီးတော့ဒီဝါကိုမင်းတို့ဘုတ်တောက်တယ်မင်းတို့ရွေချက်ကပါလေဟမ်တော်ရွေချက်ခံကြကရှေ့ရလို့တော်နေရပဲအနာသိန်းစစ်တပ်ရဲ့ဝါဒဖြန့်ဇက်လန်းတွေမှာပါဝင်တဲ့တရုတ်ဆောင်အမှုပညာရှင်တွေဟာစစ်တပ်ကျူးလွန်တဲ့ရာဇဝတ်မှုကိုတဖက်လက်နဲ့ထောက်ခံလိုက်တာဖြစ်တယ်လို့တော်လိုင်းရဲ့အမှုပညာရှင်တွေကဆိုလိုက်ပါတယ်အနာသိန်းစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲအတွက်ရည်ရွယ်ရက်ကူထားတဲ့ ခေတ်သမိုင်းကိုဒုံဆိုင်မိသူများဆိုတဲ့ဝါဒဖြန့်ဆက်လန်းကိုနာမည်ကြီးတရုတ်ဆောင်တွေဖြစ်ကြတဲ့နေသူမြင့်မြတ်အီချမ်းမောင်နေဝင်းမီမြင့်မုံနဲ့ချူလေးအပါအဝင် အောင်ခိုင်ငပြောကျော်စားတဲ့တရုတ်ဆောင်တွေကပါဝင်ရဲ့ကူထားတာဖြစ်ပါတယ်ဒီဆက်လန်းကိုအော်တိုဘာလ25ရက်နေ့ကစစ်တပ်ရဲ့ဝါဒဖြန့်ရုပ်တံ channel တွေမှာထုတ်လွှင့်ပြသခဲ့တာဖြစ်ပြီးပြည်သူတွေရဲ့ဝေဖန်မှုတွေကိုခံနေရတာလည်းဖြစ်ပါတယ် င်လက်ရှိအခြေအနေမှာတော့စက်တရဲ့ဝါရဖြန့်တဲ့ကိစ္စတွေမှာအာကျုံမှန်တက်တဲ့အဲထိတ်ဆုံးကနေပါဝင်ပြီးတော့ဒီလိုမျိုးခြားပြလိုက်တာကတော့စက်တကအာနာသိမ်းလို့နိုင်ငံကပြက်ခဲ့ရတာဒီအပေါ်မှာလက်ရှိငန်းနစ်တာအတွင်းမှာသူတို့တွေဒီ စစ်တပ်ကကျူးလွန်ခဲ့တဲ့ရာဇဝမှုတွေအများကြီးရှိတယ်။ရွာတွေမိရှို့တာတွေဟလာအပြည်သူတွေကိုဘုံကျဲတာတွေတပ်ဖြတ်တာတွေစသည်ဖြင့်အကျိုးမိတ်ပေးတာတွေအဆုံးပေါ့နော်။အများကြီးပဲထောင်ချခဲ့ရတယ်အားလုံးပြစ်မှုတွေအားလုံးကိုထောက်ခံပါတယ်လို့သူတို့ကတရားဝင်ကျွန်တော်တို့လုပ်တာတွေ၅နှစ်၄နှစ်ကျော်၅နှစ်အတွင်းတမရော်ကလုပ်တာတွေကိုကျွန်တော်တို့ကအပြစ်ဖို့ထောက်ခံပါတယ်လို့ ဒီဒီရှင်ကခိုးတော့ခိုးတယ်နဲ့အထင်နဲ့အထုံနဲ့ဒီဒီချပြလိုက်တဲ့သဘောဖြစ်သွားတာပေါ့ဒါတွေကတော့သူတို့ရဲ့ရွေးချယ်မှုပါပဲကိုယ်ဆုံးဖြတ်ချက်ကကိုယ်အနာဂတ်ပဲပေါ့ဇက်လန်းကိုစစ်တပ်အာဏာသိမ်းလို့ပြည်သူတွေလမ်းပေါ်ထွက်ဆန္ဒပြတဲ့မြင်ကွင်းနဲ့စတင်ထားပြီးဆန္ဒပြမြင်ကွင်းမှာပြည်သူတွေကသက်စီပလင်းတွေပြစ်တာမိရှို့တာတွေကိုအသာပေးပြီးစတင်ပြသထားပါတယ်ဇက်လန်းထဲမှာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြည်သူတွေကိုချင်းချောက်ထားတာတွေလည်းပါဝင်တယ်လို့ စစ်တပ်ပြုလုပ်တဲ့ရွေးကောက်ပွဲသာလင်တိုင်းပြည်ရဲ့အရေးတစ်ခုဖြစ်နိုင်တယ်လို့လဲဝါဒဖြန့်ရိုက်ကူးထားတာပါမြန်မာနိုင်ငံကို KSSF ကအာဏာသိမ်းခဲ့တဲ့စစ်ကောင်ဆောင်တွေဟာအခုလိုပဲဝါဒဖြန့်ဇက်လန်းတွေအမျိုးမျိုးရိုက်ကူးပြီးပြည်သူတွေကိုဝါဒဖြန့်ခဲ့တယ်လို့တော်လှန်ရေးကိုမေးမိအောင်ပြုလုပ်ခဲ့ကြတာဖြစ်တယ်လို့လဲနိုင်ငံရေးအတိုင်းအဝိုင်းကဆိုပါတယ်ကျွန်တော်တို့တိမိခဲ့တဲ့1988ကာလပေါ့လေအဲ့ရဲ့နောက်ပိုင်းမှာပပီမတို့ ဆိုတဲ့ရုပ်ရှင်မျိုးလေးကစာအခုဒီပေါ်လေသူတို့ဝါရဖြတ်တဲ့ကိစ္စတော်လာရေးကိုမင်းမေဝအောင်သိသိသောအောင်လုပ်တဲ့ကိစ္စလေးကတောက်ဆောက်လုပ်ခဲ့တာပါတိကျကကျွန်တော်ထင်ပါတယ်သူတို့ တတွေးနယ်ဒီတက်ကိုထောက်ခံတဲ့လူတွေရဲ့စိတ်ဓာတ်ကိုတစ်ဖက်ကိုရိတ်မသွားအောင်လို့စီယုံတာကပထမဖြစ်ပါလိမ့်မယ်။ဒီတော့နောက်တစ်ခါအင်တာနက်လိမ်မီတာအာမျက်စိပွေနားပွေမရှိတဲ့ဒေတာကလူတွေမျိုးကိုတက်ကက်ထားပြီးတော့သူတို့ကစီယုံမှုရပါတယ်။စစ်တပ်ရဲ့ဝါဒဖြန့်တီးဆက်လမ်းမှာ ရဲကူးတူဒရိုက်တာရဲ့နာမည်ကိုတော့ထုတ်ဖော်ရေးသားထားတာမျိုးမရှိပဲခစ်တမိုင်းတုခမရဲ့ဝင်းကရဲကူးထားတယ်လို့ပဲဖော်ပြထားပါတယ်။ဆက်လန်ထဲမှာပါဝင်တရုတ်ဆောင်ထားတဲ့နေတိုးအပါအဝင်မြင်းမြက်နေဝင်းမေမြင့်မုံချူလေးတို့ဟာ2023ခုနှစ်တုန်းကစစ်တပ်အာဏာသိမ်းတဲ့အပေါ်ပီတူတွေနဲ့အတူစန့်ကျင်ရှုတ်ချတယ်လို့ပြောဆိုခဲ့တဲ့တူတွေလည်းဖြစ်ပါတယ်။လူပညာရှင်တွေအားလုံးဒီနေရာမှာအစုတွေတွေ့မြင်နေရတာကျွန်တော်တို့ တရားမျှတပြီးလွတ်လပ်တဲ့ဒီမိုကရေစီစနစ်ကိုပြန်ပြီးတော့လိုချင်လို့ဖြစ်ပါတယ်ခင်ဗျာတရားမျှတပြီးလွတ်လပ်တဲ့ဒီမိုကရေစီစနစ်ဒါလည်းကျွန်တော်တို့နိုင်ငံမှာရှိတဲ့လူတွေတယောက်ချင်းတယောက်ချင်းစီရဲ့အနာဂတ်ကိုပြန်လည်ရရှိမယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်အဲ့ဒါအပြင်ပြည်သူဝန်ထမ်းတွေကိုလည်းအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာပါဝင်ကြဖို့အစွမ်းကုန်တိုက်တွန်းပါရလို့ပြောဆိုခဲ့ကြသူတွေလည်းဖြစ်ပါတယ်ဒါပေမဲ့သူတို့တွေဟာ စစ်တပ်လက်အောက်မှာအမှုပညာအလုပ်တွေကိုဆက်လက်လုပ်ကိုင်နေကြပြီးစစ်တပ်ကလိုအပ်လာချိန်ဝါရဖြန့်ဆက်ကားတွေမှာပါဝင်သရုပ်ဆောင်ပြီးပြည်သူလူထုကိုတည်တင်းအမအချက်လက်အမတွေကိုပြောဆိုဝါရဖြန့်ရမှာပါဝင်လာကြတာဖြစ်ပါတယ် ့ကိုလူကလေးဘွားတော့ဆိုမတည်ဘူးလေသူတို့ဝါနာဖြန့်လာဒီဟာတိုင်းသားတွေကတပုံဟာနိုင်ငံကိုမတည်ရှင်အောင်လုပ်တာဆိုတော့မတည်ဘူးမတည်တော့ဘာလို့လဲခြားကြပြီဆိုအမေကိုရဲ့စစ်သားတွေဘက်ကနေဟိုထောက်ခံနေတာဝန်းရံနေတာအခုကျတော့မဟုတ်တော့လေအခုကတနိုင်ငံလုံးမြန်မာပြည်ပါလာလာဒီလူဥတော်လည်းပါမျိုးစုံသွားတာပေါ့နော်အရင်တော့တိုင်းသားတွေပဲခံရတာ အခုကျတော့လူမျိုးစုံသွားတဲ့အချိန်မှာဒီနေ့ကာလဖြစ်စင်မှာတော့သူတို့ရဲ့အရင်တော့လူမျိုးလုတ်ခဲ့တဲ့ဟာတွေသူတို့အောင်မြင်မယ်လို့ထင်တာမအောင်မြင်နိုင်ပါဘူး။ကိုကတော့ဒီလိုပဲသုံးသပ်တာပါတော့။